ဒီရောသုံးလေးပုံရပြီးသွားရပြီဆိုတော့ဖြူရတဲ့သူတွေအတွက်အတော်စိတ်တဲ့ကြနေတော့ပါပြီ။ကျမပါဝင်ပါမယ်။တပတ်လုံးကိုကြိုးစားကြတဲ့များ contact ကိုလူတွေကလာမရှိဘူးဆိုရင်တော့ကျမတို့ကကြိုးစားကြတဲ့အချိန်များအလဟတ်ဖြစ်တယ်လို့ခံစားရမှာပါ။ဒါပေမဲ့ YouTube လမ်းကြောင်းမှာကျမတို့ရှောက်လိုက်ရတဲ့အခါမှာ YouTube လမ်းကြောင်းဟာရှည်လာတဲ့အတွက်ကြောင့်မလို့ကျမတို့လက်လျှော့ပြီးတော့နောက်ဆုတ်သွားလို့တော့မဖြစ်ပါဘူး။ဆက်လက်ပြီးတော့ကြိုးစားသွားရအောင်ဒီနေ့ကနေကျမအားပေးလိုက်ချင်ပါတယ်။ အခုလို့ကျမတို့ဖန်တီးထားတဲ့ဗီဒီယိုတွေကိုယူကြည့်မများဘူးဆိုလို့ရှိရင်ဒါဟာကျမတို့ဖန်တီးတဲ့ content တွေကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့မှာတော့ကျမကကျမအခုလေးလာနေစေ ဖြစ်တဲ့ content ရေးသားနေလှုပ်ဝက်ချက်၅မျိုးကိုမျှဝေသွားမှာဖြစ်ပါတယ်။ content ရေးသားနေဆိုတဲ့အတွက်ကျမတို့ခက်ခက်ရေးရေးအများကြီးတော့စဉ်းစားစရာမလိုပါဘူးပေါ့နော်။ကျမတို့ရဲ့ knowledge ကျွန်တော်တို့သိရှိပြီးတဲ့အကြောင်းအရာတွေကအကြောင်းအရာတွေနဲ့ကွန်တက်တဘုတ်ဖန်တီးဖို့ဆိုတာကျွန်တော်တို့အနေနဲ့လုံလောက်မှုမရှိဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ဟာအပြင်ဘူးသူတာတွေကိုရှာဖွေဖတ်ရှုရတယ်။ပြီးတော့ YouTube ကနေ YouTuber ကြီးတွေရဲ့ content တွေကိုကျွန်တော်တို့တွားကြည့်ရတယ်၊မှတ်သားရတယ်ပေါ့နော်။ကျွန်တော်အောင်ဆုံးကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့ပေါ့နော်။ လူတွေကိုသိရမယ်ကျွန်မရဲ့ပရိသတ်တွေကိုသိရမယ်ကျွန်မဆိုလို့ရှိရင်ဘာရွယ်ချက်နဲ့ဒီ YouTube content တွေကိုဖန်တီးခဲ့တယ်လဲဆိုရင်ကျွန်မ YouTube မှာရှောက်လန်းခဲ့တဲ့ကျွန်မရဲ့နေ့စဉ်နေ့စဉ် ကျမလေးလာခဲ့တဲ့မြားလေးတွေကိုသိရှိနိုင်ဖို့အတွက်ဒဟယာရီသဘောမျိုးနဲ့ကျမကဒီ blog တီကိုရိုက်ဖြစ်တယ်ပေါ့ဒီ content တီကိုဖန်တီးဖြစ်ပါတယ်အဲဒါကျမရဲ့ရည်ချက်ပေါ့နော်အဲဒါကြောင့်မလို့ကျမရဲ့ video လေးကိုလာကြည့်မဲ့သူတွေဟာလည်းများသောအားဖြင့် content creator ဖြစ်ချင်သူတွေ blogger ဖြစ်ချင်သူတွေပဲများပါလိမ့်မယ်ပေါ့နော်အဲဒါကြောင့်မလို့ကျမရဲ့ပရိသတ်ကဘလို့လူစားနံပါတ်1အနေနဲ့ရတော့ဘလို့လူစားတွေဆိုတာသိရပါပြီ အဲ့တော့ကျမတို့ကဘလို့လူတွေကကျမတို့ကို contact တွေကိုလာပြီးတော့ကြည့်တယ်ဆိုတာသိပြီးပြီဆိုရင်သူတို့ကိုကျမတို့ကပေးနိုင်တဲ့ message ကဘာလဲဆိုတာကိုပထမဒုတိယချက်အနေနဲ့ကျမတို့စဉ်းစားရပါမယ်။ဒါကြောင့်မလို့ကျမဟာ content creator ဖြစ်ချင်တဲ့သူတွေအတွက် ကျမပါဝင်လိလာနေစေလူတွေကိုမျှဝေကြဖြစ်တဲ့အတွက်ကြောင့်မလို့ကျမရဲ့ဗီဒီယိုကိုလာကြည့်နေသူတွေကလည်း content creator အတွက်လမ်းကြောင်းပေါ်မှာစူးစမ်းတဲ့သူတွေပဲဖြစ်ပါလိမ့်မယ်။အဲဒါကြောင့်မလို့ကျမပေးခြင်းတဲ့ message တွေဟာလည်းအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ content တွေပဲဖြစ်ရပါမယ်ပေါ့နော်။ပြီးတော့ကျမပေးမဲ့ ကွန်တက်တရဲ့အရေးကြီးဆုံးအချက်ကကျမရဲ့အကြောင်းအရာတွေကျမပြောသမျှအကြောင်းအရာတွေကမန်ကန်ရမယ်တိကျရပါမယ်ပေါ့နော်အဲ့ဒါနံပါတ်1ချက်နံပါတ်2ချက်နေရတော့ကျမတို့ကွန်တက်တကိုပြောတဲ့အခါမှာခေါင်းစဉ်လေးတွေခွဲပြီးတော့ပြောရပါမယ်ဥပမာအဖြစ်ကျမဆိုလို့ရှိရင်ဒီနေ့လိုအပ်ချက်5ချက်ဒီလိုမျိုးပေါ့နော်ခေါင်းစဉ်လေးတွေခွဲပြီးပြောတယ်အဲ့လိုမျိုးကျမတို့ကခေါင်းစဉ်ဘက်လေးတွေခွဲပြီးတော့ပြောရပါမယ်နံပါတ်3ချက်ကတော့ကျမတို့ကဒီလိုပြောတဲ့အခါမှာဝါကျတူလေးတွေကိုအဓိကထားပြီးတော့ပြောရမယ်ပေါ့နော်ကွန်တက်ဈေးတဲ့အခါမှာလည်းဝါကျတူ ိုလေးတွေပဲခြာရေးပြီးတော့အရင်ဆုံးလေးလေ့ကျင့်သင်ပါတယ်ပေါ့နော်ပြီးတဲ့အခါမှာကျမတို့ပြောရင်ပြောရင်နဲ့ပေါ့နော်တခါလေးကြားလို့ရှိရင်ကျမတို့အာယုံထဲမှာပေါ်လာတဲ့စိတ်ကူးလေးတွေကိုလည်းထည့်ပြီးတော့ပြောနိုင်ပါတယ်ပေါ့နော်အဓိကကတော့ဝါကြတွေနဲ့ဝါကြဒိုတွေနဲ့အရင်ဆုံးလေ့ကျင့်ဖို့အကြံပေးခြင်းပါတယ်ပြီးတော့ကျမတို့ကကွန်တက်တူကိုဖန်တီးတဲ့အခါမှာလည်းပေါ့နော်အဲ့ဒီရဲ့ဝါကြဒိုလေးတွေကျမတို့ပေးခြင်းတဲ့ message ကယ်တကယ် point လေးတွေကိုကျမတို့ကဘူးလက် point လေးတွေရေးပြီးတော့စာတန်းထိုးပြတာမျိုးလေးကြီးလေကျမတို့ရဲ့ quantum မှာဖန်တီးနိုင်ပါတယ်ပေါ့နော်အဲဒါဆိုရင်လည်းပြိသက်ကနေပြီးတော့နားနားထောင်တာတက်စာလေးတွေတချို့ပြိသက်ကြတော့စာလေးတွေဖတ်တာကိုပို့ပြီးအာသန်နဲ့တွေ့ကြမှုလို့စာလေးတွေဖတ်ပြီးတော့ကျမရဲ့ quantum ကနေပြီးတော့ကျမတို့ပြောချင်တဲ့အကြောင်းအရာလေးတွေကိုလည်းသူတို့သိရှိနိုင်ပါပါနောက်တစ်ချက်ကတော့ကျမတို့ရွေးချယ်တဲ့ contact တစ်ခုဖန်တီးတဲ့အခါမှာရွေးချယ်ရမယ့်စကလုံးတွေ ပေါ့နော်စကလုံးတွေကကျမတို့ရဲ့ပေးချင်တဲ့ message နဲ့အဓိကကြတဲ့စကလုံးတွေဖြစ်ရပါမယ်။ပြီးတော့ကျမတို့ရဲ့အတန်လေးအတန်ဒါလေးယူလေးတင်ဟာလည်းဆွဲဆောင်မှုရှိရပါမယ်ပေါ့နော်။နောက်ဆုံးတစ်ချက်အနေနဲ့ရေးကြည့်တာလေးကတော့ CTA လို့ခေါ်တဲ့ Call to Action ပေါ့နော်။အဲ့ဒါလေးကိုထည့်ပြရပါမယ်။အဲ့တော့ကျမတို့ကပရိသတ်ကိုဘာပြောချင်တာလဲပေါ့နော်ဘလို့ message မျိုးကို ကျမတို့ကို feedback ပေးချင်တာလဲပေါ့နော်ဥပမာ comment လား like and subscribe လား share လားပေါ့နော်တခုခုကျမတို့ကတခုခု ုံးဒါမှမဟုတ်နှမျိုးထက်ပုံတဲ့ဒီ call to action လေးတွေကိုကျမတို့ရဲ့ content တွေမှာထည့်သွင်း pandemic တင်ပါတယ်ပေါ့နော်အချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အရင်ဆုံးအနေနဲ့ title ကိုကျမတို့စဉ်းစားရမယ်ပေါ့နော် title ခေါင်းစဉ်ကလူတွေစိတ်ဝင်စားတဲ့ခေါင်းစဉ်မျိုးပေါ့နော် ဥပမာအားဖြင့်ဒီလိုဝက်ချက်၅မျိုးကိုတည်တည်သွားရင်ဒီလိုမျိုးပေါ့နော်ပြိသက်တွေစိတ်ဝင်စားမယ်လှုပ်ဆော်ပေးတဲ့ခေါင်းစဉ်လူစားဖြစ်ပါလက်ကီးဝက်တွေကိုတခြားရှာဖွေပြီးတော့ထည့်ခြင်းအားဖြင့်လည်းကျမတို့ရဲ့ဗီဒီယိုဟာလူတွေလည်းကူစားရှာဖွေတွေ့ရှိသွားပါလိမ့်မယ်ပေါ့နော် မိတ်ဆွေတို့အတွက်ဒီဗီဒီယိုလေးကနေအိုင်ဒီယာတစ်ခုခုရသွားမယ်ဆိုလို့ရှိရင် like and subscribe လုပ်သွားဖို့ပြတော့မမေ့နဲ့နော်နောက်ဗီဒီယိုတွေမှာဘယ်လိုအကြောင်းအရာတွေကိုပြန်လည်ပြီးမျှဝေမယ်ဆိုတာကိုစောင့်မျှော်ပေးကြပါဦးနော်အားလုံးပဲတက်တာပါ